မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြပေးခြင်းတဲ့စာလေးကတော့စာရေးဆရာ John B. Noss ရေးသားတဲ့လူလူကိုယ်ဝဲရာဘာသာကြီးများဆိုတဲ့စာကိုဆရာဆန်းလင်ဘာသာပြန်ရေးသားထားတဲ့စာလေးဖြစ်ပါတယ်ဗုဒ္ဓဘာသာတိုးတက်ဖွံ့ဖြိုးလာပုံဗုဒ္ဓ၏အတွေးခေါ်တသနာများကိုဘာသာတရား religion ဟု ခေါ်နိုင်မလားဆိုတော့အချက်မှလည်းအငင်းပွားစရာဖြစ်နေပါလေဗုဒ္ဓဘာသာသည် ကဲတင်ချင်းခံရရေးအတွက်ကဲတင်ရှင်ဘုရားကိုးကွယ်သောဘာသာကိုးကွယ်မျိုးမဟုတ်ခြုံ၍ပြောရရင်ဗုဒ္ဓဝါဒသည်အစင်မြင်သောအသိဉာဏ်ဖြင့်ဘဝနေနည်းကိုပြသောတရားများသာဖြစ်သည် အယူမှားမှုကင်းသောဓမ္မများသာဖြစ်သည်ဟု မြင်ကြသည် ဟိုင်နရစ်ဟက်မန်ကဘာသာယုံကြည်ကိုယ်ဝယ်မှုရှုထောင့်ကကြည်ရင်မူရင်းဗုဒ္ဓဝါဒတွင် အလွန်ပါသောသိမ်မွေ့သောလေကို တွေ့ရလေသည် ထိုလေကို အသက်ရှူရန်မှမလွယ်ကူကြီးဟု ဆိုပါသည် သူပြောသလိုဗုဒ္ဓဝါဒထဲတွင်နတ်များပါရှိတော်လဲထိုနတ်များမှာနန်းကြနေသော တကူဩဇာမဲ့သောနတ်များလား ဖြစ်ကြသည်။နတ်ပြည်၌ထိုနတ်များရရှိသောနတ်ဘုံနတ်နတ်များမှလည်းကုသိုလ်အရှိန်ဟုံ ရှိသည်များသာတည်ရှိပြီးကုသိုလ်အရှိန်ဟုံကုံဆုံးသောအခါထိုနတ်ဘုံနတ်နတ်များသည်ပပျောက်သွားကြရသည်။ဘုဒ္ဓအယူဝါဒ၌သာဝရမြဲသောနတ်ဟူ၍၎င်းမရှိပေ။နတ်လည်းအနှိမ့်စပင်ထိုနတ်များကိုရှိခိုးကိုးကွယ်နေရလဲမလို့နတ်ပြည်၆ထက်ရှိနတ်များကိုရှိခိုးကိုးကွယ်ပူဇော်ပတ်တာနေခြင်းသည် သိဉာဏ်ကင်းမဲ့ရာကြသည်အတိဘယ်နှစ်သာရမရှိခြင်းနတ်များထာမဆူတောင်းနေခြင်းသည်လည်းအကျိုးမရှိဗုဒ္ဓယူဝါဒ၌ဆူတောင်းခြင်းအမှုကိုအတိမတ်မပြုဗုဒ္ဓယူဝါဒတွင် သိမှုနှင့်မသိမှုသည်သာအဓိကကြသည်မှန်ကန်သောအတိပညာဝိဇာဉဏ်ကိုရရှိအောင်ကြင့်ကြံအားထုတ်ရသည်ဘဝလုံးမြောက်ရေးအတွက်လိုအပ်သောမှန်ကန်သောအတိဉာဏ်ကို ပြင်ပ လောကမှာဖွက်ရှာ၍မရစိတ်ကြွယ်ရသို့သွား၍တူတယ်နေပြီးမိမိ၏ကိုယ်နှင့်စိတ်ကို စင်ကြယ်အောင်ကြင့်ကြံပွားများအားထုတ်ခြင်းဖြင့်သာရရှိနိုင်သည်ဘဝ၏လွတ်မြောက်ရေးအတွက်လိုအပ်သောမဉ္ဇဉ်ဖုန်ဉဏ်ကိုသီလတမာတိပညာအလုံးများဖြင့်သာ ရနိုင်သည်ထုံဉဏ်များကို ရနိုင်ရန်အတွက်ထူးခြားသောပင်ကိုယ်စိတ်သဘောတဘာဝရှိရန်လိုအပ်သည်မူရင်းဗုဒ္ဓအယူဝါဒသည် တာမန်လူများဖြစ်ကြသောလူလူရန်သားများအကြား၌တုံ့ပြန်မှုများစွာမရှိခဲ့။သို့သော လူများသည်ဗုဒ္ဓယူဝါဒကိုစိတ်ဝင်စားလာကြသည်လည်းရှိသည်။ထို့သော စိတ်ဝင်စားလာခြင်းသည်ဗုဒ္ဓ၏အဆုံးအမများကို စိတ်ဝင်စားခြင်းထက်ဗုဒ္ဓ၏ပုဂ္ဂိုလ်သဘောကိုစိတ်ဝင်စားခြင်းကပိုသည်ဟုဆိုကြပါသည်။မူရင်းဗုဒ္ဓယူဝါဒသည်အရှိတန်း၌ပေါ်ပေါက်သောဘာသာကိုးကွယ်မှုတမိုင်းတွင် ြီးမားသော အကျိုးတရားမှုမရှိခဲ့။တက်ကြတာဂီဝင်မင်းသားဖျားကို ကြီးညိုလေးစားကြသည်ကမှန်ပါသည်။သို့သောသူ၏တန်ရောစဉ်ကင်းပြတ်သောစင်ကျင်တုံတရားပါသည့်အတွေ့အမြင်ဒသနာများကိုကလက်တွေ့အကျင့်ကြံအားထုတ်မှုအသိမရှိခဲ့သေးကြီး။ယဟနာဖြီးရေးကို အထွတ်အမြတ်ထားသောမူရင်းဗုဒ္ဓအယူဝါဒအတိုင်းတာမန်လူအများစုသည်ယဟနာဖြစ်အောင်အားထုတ်ရန်မတတ်နိုင်ကြပါဘူး။ သို့သောဘဝလုံးမြောက်ရေးအတွက် အားထုတ်ပြီးသောယဟန္တာသည်လူသားအားလုံးအပေါ်၌မဟာဂိယုဏဖြင့်စောက်ရှောက်သောပုဂ္ဂိုလ်ဖြစ်လာသည် ထိုအချက်ကိုကလူများစိတ်ဝင်စားကြသည် လူများကစိတ်ဝင်စားလာကြသောအခါသူတို့သည်မူရင်းဗုဒ္ဓအယူဝါဒကိုတတနာအတွေ့အကြုံတစ်ခုအဖြစ်လက်ခံခဲ့ကြသည်သို့တော်လူများသည်၎င်းတို့၏လိုအပ်ချက်ကိုဖြည့်ဆည်းရန်အတွက်ဗုဒ္ဓ၏တတနာများကို ယုံကြည်ကိုးကွယ်မှုဖြစ်သောဘာသာတရားအဖြစ်သို့ပြောင်းလဲပစ်ခဲ့ကြလေသည်ဘာသာကိုးကွယ်မှုတိုင်း၌လူသားမန်တို့သည်အယူဝါဒကိုဟောကြားသောပုဂ္ဂိုလ်အားမိမိတို့ကိုကဲတင်နိုင်သောပုဂ္ဂိုလ်အဖြစ်သတ်မှတ်ကာဖျားအဖြစ်ကိုးကွယ်လာတတ်ကြသည်ထို့အတူဗုဒ္ဓကိုလည်းကဲတော်မူသောဖျားအဖြစ်ယုံကြည်ကိုးကွယ်စည်းကပ်လာကြလေတော့သည်ထိုအခါဗုဒ္ဓကိုသာမက ဓမ္မကို၎င်းတန်ဃာကို၎င်းကိုးကွယ်စည်းကပ်ရာအဖြစ်သတ်မှတ်၍ယုံကြည်ကိုးကွယ်စည်းကပ်ကြလေတော်သည်ဤသို့ကိုးကွယ်စည်းကပ်ရာ၌နတ်ဖျားကိုးကွယ်ဆုတောင်းမှုများမှာကဲ့သို့ဆုတောင်းပြုခြင်းများပြည့်စုံစေသူကိုအဖြစ်ကားကိုးကွယ်ခြင်းမဟုတ်တန်ရာဘေးမှ ကင်းဝေးအောင်ကယ်တင်သူကာကွယ်စောင့်ရှောက်သူအဖြစ်ဖြင့်ကိုးကွယ်စည်းကပ်ကြခြင်းဖြစ်သည်မူရင်းဗုဒ္ဓဝါဒသည်ဘဝနေရီကိုဖော်ဆောင်သော ိုကျင့်တသနာတစ်ခုပင်ဖြစ်တော်လဲတဖြည်းဖြည်းဘာသာကိုးကွယ်မှုအဖြစ်သို့ပြောင်းလဲဖွင့်ပြိုးသွားလေတော်သည်ဤကအလွဲတကူနားလည်အောင်ရှင်းလင်းသောသဘောဖြင့်ဖော်ပြလိုက်ရခြင်းသာဖြစ်သည်တမိုင်းဖြစ်စဉ်ကထို့သို့လွယ်ကူရှင်းလင်းလာသည်မဟုတ်ကြီးရှုပ်ထွေးသော ဖြစ်စဉ်တစ်ခုဖြစ်သည်ဘာသာကိုးကွယ်မှုတစ်ခုအဖြစ် ကိုးကွယ်လိုကြသောလူအများစု၏သဘောဆန္ဒကိုလိုက်၍ဉာဏ်ပညာရှိသူများက ရုပ်ဝတ္ထုများဖြင့်ထောက်ပံ့ကူညီခဲ့ကြလေသည်ထူးခြားသည်မှာဗုဒ္ဓဘာသာကိုးကွယ်မှုတွင်အယူဝါဒဂိုင်းကနများကွဲပြားစွာဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်ထို့ကြောင့်ဗုဒ္ဓဘာသာသည်တခုတည်းသောဘာသာယုံကြည်ကိုးကွယ်မှုမဟုတ်တော့ဘဲအယူဆကွဲများဖြင့်ကိုးကွယ်မှုအမျိုးမျိုးပါဝင်သောမိသားစုဘာသာကိုးကွယ်မှုအဖြစ်ပို၍ထင်ရှားလာလေသည် ထို့သောဘာသာကိုးကွယ်မှုမိသားစုအသွင် ဖြစ်ပေါ်လာရာတွင် ူညီသောသဘောတစ်ခုလည်းရှိသည်၎င်းမှာမူရင်းဗုဒ္ဓဝါဒတွင် လောကီအာယုံကာမဂုဏ်၅ပါးကိုညင်းပယ်ထားတော်လဲနောက်ပိုင်းဗုဒ္ဓဘာသာများ၌ဘဝကို အကောင်းမြင်သောသဘောထား optimism ဖြစ်ပေါ်လာခြင်းဖြင့်ဖြစ်သည်အိန္ဒိယနှင့်အရှေ့တောင်အာရှသို့ဗုဒ္ဓဘာသာ ပြန့်ပွားခြင်းအိန္ဒိယပြည်တွင် ပထမရာစုနှစ်ခု ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်ပြီးနောက်ပထမ200စုအတွင်းသူဤတရားဓမ္မများကိုငင်းငါမြေဆုံတလျှောက်တွင်ကျေပြန့်စွာလူအများကလက်ခံခဲ့ကြလေသည်ထိုဒေသတွင်တန်ငါအဖွဲ့အစည်းကြီးပေါ်ပေါက်ခဲ့ုံများမကဘာသာကိုယုံကြည်ကိုးကွယ်သူများလည်းလင်မြန်စွာတိုးပွားခဲ့သည် ထိုယုံကြည်ကိုးကွယ်လာကြသူဥပဒကများတွင်အုပ်စိုးသူမင်းစိုးရစာအများပြားပင်ပါဝင်ခဲ့သည်သမိုင်းကြောင်းအရာ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက်မရှိမနှောင်းမှာပင်ယဟန္တာ900တို့သည် ရှင်မဟာကတ္တပကို အမှုထား၍ရာဇဂျိုပြည်တွင်ဝါဆိုဝါကတ်ကြရန်စုဝေးရောက်ရှိလာကြသည် ထိုအခါယဟန္တာတို့သည်ပိရကတ်သုံးပုံကိုနှုတ်ငုံအာကုံရွတ်ဆိုကြပြီးလျှင်ပထမသံဃာယနာတင်ပွဲကိုဆင်နွှဲခဲ့ကြသည် နောက်ရာဇုခေတ်တစ်ခုလွန်သောအခါအစဉ်အလာမှတ်တမ်းများရာ ဝေဒာလီပြည်တွင်ဒုတိယသံဃာယနာကို ပြုလုပ်ခဲ့သည်ထိုသံဃာယနာသည်တင်းကျပ်လုံးသောတိခါမှုများကို ရှော့ပေါ်ရေးပြဒနာအကြောင်းပြု၏ကျင်းပသောဘွဲဖြစ်သည်သံဃာများထဲတွင် လာပြီးလာခွေဥပုံနေများတွင်ကျင်းပသောသံဃာများအလယ်တွင် လူသိရှင်များဒေသနာကြားရခြင်းကိုကိုယ်ရာတွင်ပြုလုပ်လိုသောသံဃာများပေါ်လာသည်မြင့်သောမြတ်သောအိယာနေရာဖြင့်နေလိုသောသံဃာများပေါ်လာသည် နေလဲညစာစားလို့သောယဟန်တန်ကများ ပေါ်လာသည်ကစောစိန်ကြီးကိုတောက်သုံးလို့သော ကိုပိုင်ပစ္စည်းရှင်ငွေများထားလို့သောတန်ငါများပေါ်ပေါက်လာသည်ထိုကိစ္စများအပေါ်တွင်အငင်းပွားကြရာမှတန်ငါဂိုင်းကွဲသည့်အဖြစ်သို့ရောက်ရှိသွားလေသည်တိခါပုံများကို ပြုပြင်လို့သောအ ਨੇ စုတို့ကသူတို့ဘာသာတန်ငါဂိုင်းသစ်ကိုထူထောင်လိုက်ကြလေသည် သို့သော တန်ဃာများအတွင်တွင်စိတ်ဝမ်းကွဲပြားမှုကစတင်ပေါ်ပေါက်နေပြီဖြစ်သည် ထို့ကြောင့်နောက်ရာစု၃စုအတွင်း၌တန်ဃာများအတွင်ဂိုင်းကနာ၁၆ခုထက်မနည်းကွဲပြားသွားလေသည်အာသောကမင်းကြီး BC 283ခုနှစ်တွင်မာဂရထီနန်းကို အာသောကမင်းသိမ့်ပိုက်ရရှိသည် နောက်ခါမာဂရအင်ပါယာသည် အိန္ဒိယတပီလုံးကို သိမ်းပိုက်အုပ်ဆိုးခဲ့လေသည်။အာသောကသည်ဆန္ဒကုတ်မင်း၏မြေတော်ဖြစ်သည်။ဆန္ဒကုတ်မင်းကြီးကဘုံတကူနှင့်အာနာနှင့်ပြည်စုံသောမင်းဖြစ်သည်ဟုဆိုသည်။ BC 325ခုနှစ်တွင်မက်ဆီဒိုနီးယားဘုရင်မဟာအလက်ဇန္ဒားသည်အိန္ဒိယနိုင်ငံကိုအုပ်ဆိုးရန်အတွက်ထားခဲ့သောမျိုးဆောင်တပ်များကိုဆန္ဒကုတ်မင်း၏တပ်များကတွန်းလှန်တိုက်ခိုက်ပြီးနောက်ထိုမင်းသည်အောင်မွေအစင်းစင်ခံလျက် အိန္ဒိယတပီလုံးကို တိုက်ခိုက်သိမ်းယူခဲ့သည်။အာသောကသည်မိမိအမွေဆက်ခံရရှိသော နိုင်ငံတော်ကြီးကိုဘင်္ဂလားပင်လယ်အော်တလျှောက်ရှိအပြင်းထန်ခုခံနေသောနယ်မြေများအားသိမ်းပိုက်၍ထပ်ဖြေခဲ့သည်။ထိုစစ်ပွဲများ၌အသက်ပေါင်းများစွာသေကြီးပျက်စီးကြသည်ကိုမြင်ရသောအခါအာသောကမင်းသည်များစွာသတိတောင်းရင်ကရရှိသွားလေသည်။ထိုအခါမှစ၍ဗုဒ္ဓဓမ္မများကိုထိုမင်းကြီးသည် များစွာကြီးညိုသွားလေတော့သည်ထို့နောက်သူသည်ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ကိုးကွယ်ကြောင်းလူသိရှင်ကြားကြီးညာလေသည်တတ်တန်းတလျှောက်လုံးတွင်လည်းဗုဒ္ဓသာသနာတော်ကြီးစီကားပြန့်ပွား၏အတွက်ထက်တန်သောစိတ်ဖြင့်ကြိုးပမ်းဆောင်ရွက်ခဲ့သည် သူပြုခဲ့သောစစ်ပွဲများ၌လူအပေါင်းတို့တေးကျပျက်စီးဒုက္ခရောက်ကြရသည်ကို မြင်တွေ့ရသောကြောင့်သူသည် ကြီးစွာသောတံဝေကဖြစ်မိကြောင်းကိုအမိတ်ပြန်တန်းထုတ်၍ကြောက်ထက်အခရာတင်ထားခဲ့သည်သဟဘာဇာဂရဟိကြောက်စာအမှတ်73တွင်ဤသို့ဖော်ပြထားသည်ဒေဝနံပိယမိသောမင်းတရားဤသည်အဘိသိက်ခံ၍ရှင်းနှင့်မြောက်သောအခါကလိန်ကအတိုင်းကို တိုက်ခိုက်သိမ့်ပိုက်တော်မူလေသည် ထို့သောတိုက်ခိုက်သိမ့်ပိုက်ရာတွင် သိန်း9000သောသူတို့မှာပုံမှန်ဖြစ်ဖန်စီခြင်းခံရ၍အသိန်းသောသူတို့မှာသက်ဖြက်ခြင်းခံရသည် အပြင်မြောက်များစွာသောသူတို့မှာလည်းသေကြေပျက်စီးကြရကုန်သည်ကလိန်ကအတိုင်းကိုတိုက်ခိုက်သိမ့်ပိုက်ပြီးနောက်မင်းတရားကြီးသည်ဓမ္မတရားတော်အားစိတ်အားထက်သန်စွာကြိုးစားအထောက်ချင်းဓမ္မတရားတော်ကို နှစ်သက်မြန်နိုးခြင်းဓမ္မတရားတော်ကို လူလူအားသွန်သင်ဆုံးမခြင်း ြုတော်မူခဲ့သည်။ဤဒီကကလင်္ကတိုင်းကို တိုက်ခိုက်သိမ်းပိုက်မိခြင်းကြောင့်မင်းကြီး၌ဖြစ်ပေါ်လာရသော နောင်နာတရားပေသည်။ကလင်္ကတိုင်းကိုတိုက်ခိုက်သိမ်းပိုက်ရ၌ထိုကလင်္ကတိုင်းရှိလူတို့မှတပ်ဖြတ်ခြင်းတည်ခြင်းပျက်စီးခြင်းသုံမှန်းဖြင့်ဖမ်းဆီးခြင်းခံရပေရာထို့သို့ခံကြရသည်ကို မင်းတရားကြီးသည် စိတ်မချမ်းမသာဝမ်းနည်းပွေရာဖြစ်ပါပေသည်ဟုမှတ်ယူတော်မူသည်။ကလင်္ကတိုင်းကို တိုက်ခိုက်သိမ်းပိုက်ရာတွင တဖြည့်ချင်းသိကြည်ပျက်စီးခြင်းခံရသူအပေါင်းတို့ကိုမဆိုထားပြီ ထိုလူအပေါင်းတို့၏အပေါင်းတရားပုံတပုံမြသာရှိသောသူတို့ပင် မင်းတရားကြီးသည်ကြီးစွာသောဝါနေဘွယ်ဟာဖြစ်ပေသည်တကားဟုမှတ်ယူတော်မူသည်အာသောကမင်းကြီးစိတ်တွင်ရင့်နှံ့ပူဇော်ခြင်းသည်ဗုဒ္ဓအယူဝါဒနှင့်မကိုက်ညီဟုယူဆသည့်အတွက်သူ၏ကြောက်စာအတက်တွင်ဤသို့ဤထိုးထားကလေးသည်အေပါတလီပုတ်နေပြီးတော့အတွင် တတ်ရှိတတ်တော်တို့ကိုတတ်ဖြတ်၍ရစ်ပူဇော်ခြင်းမရှိစေရပျော်ပွဲသဘင်တို့ကိုလည်းစီမံကျင်းပခြင်းမရှိစေရယခင်အခါကမင်းကြီးနန်းတော်စပိုးဆောင်တွင်သိမ်းပေါင်းများစွာသောတရိတ်ဆန်တို့ကိုအင်းလျာအလို့ငါနေ့စဉ်ဤတိုင်းတတ်ဖြတ်ခဲ့သည်ဤကြောက်စာတော်ကိုဤထိုးတော်မူသောအခါ၌ကဥရောင်းနှကောင်းဒေရေတကောင်းပေါင်းသုံးကောင်ဝန်သာနေ့စဉ်တတ်ဖြတ်၍ထိုဒီရေမှာလည်းနေ့စဉ်တတ်ဖြတ်ခံရခြင်း မရှိတော့လေဤသုံးကောင်သောတိရစ္ဆာန်တို့ကိုပင်နောင်တက်ဖြတ်စီလိမ့်မည်မဟုတ်ဟုပေါ်ပြပါရှိနေသည်ထို့ထက်ပေါ်၏အရေးကြီးသည်မှာသူဤတိုင်းသူပြည်သားများအကြမ်းမဖက်ဖဲငြင်းချမ်းစွာနေထိုင်ကြပြီလျင်ဗုဒ္ဓဘာသာတရားတော်ကိုကြင်ကြံပွားများအားထုတ်ကြစီရန်တိုက်တွန်းနှိုးဆော်ထားသောဘုရင်နှိုးဆော်စာဖြစ်သည် BC 256ခုနှစ်တွင်သူသည်ဘုရင်အမိန့်ပြန်နှံများကိုထုတ်ပြန်ပြီး ကြောက်ထက်တွင် အခရာတင်စီခဲ့သည်ကြောက်စာ14ချက်ရှိသည်ထိုကြောက်စာများကို သူ၏တိုင်းသူပြည်သားအများတို့ဖတ်ရှုနိုင်ကြသည်ဤကြောက်စာများတွင်သူတိုင်းသူပြည်သားများအားနေထိုင်ကြစေလိုသော သဘောထားများကို ဖော်ပြထားလေသည်ခုမူကားဒေဝနာမီသော မင်းတရားကြီးသည်ဓမ္မတရားတော်ကိုကျင့်ဆောင်တော်မူခြင်းဖြင့်လူတို့အားစစ်ခရယာသံအစားတရားစီကြီးကိုမိဟိတိုက်ကြွေး ကျွေးကြော်ခဲ့သည်ရှေးလွန်ခဲ့သောနှစ်ပရိစေတရာပေါင်းများစွာတွင်မဖြစ်ပေါ်ခဲ့ဘူးတော့လေယခုမူကားမင်းတရားဒီကိုယ်တိုင်ကဓမ္မတရားတော်ကိုသွန်သင်ဆုံးမှပြသတော်မူခြင်းအပြင်သက်ရှိတတ္တဝါတို့အားနာကျင်အောင်မပြုခြင်းဆွေမျိုးညာတကာနှင့်ယဟန်ပုံနာတို့ကိုကောင်းစွာပြုမှုဆောင်ရွက်ခြင်းမိဘတို့၏စကားကိုနားထောင်ခြင်းလူကြီးသုံးသူမတို့ဤဆိုဆုံးမမှုကိုနိုင်ယူခြင်းစသည်တို့ကို တိုးပွားလျက်ရှိတာကုန်၏ မင်းတရားကြီးဒီဤကဲ့သို့သောလေခြင်းတို့ကိုတိုးပွားများပြားစေရန်အခအခသိန်းဆောင်ရွက်တော်မူပြီအဟံလူတို့သည်မကြမ်းမာသောအခ၌၎င်းသာသမီတို့အားလက်ထက်ထိမ်းများသောအခ၌၎င်းသာသမီဖွားမြင်သည့်အခ၌၎င်းယာယီခီးထွက်သည့်အခ၌၎င်းအမျိုးမျိုးသောမင်္ဂလာတို့ကိုပြုလုပ်ကြသည်ဆိုကဲ့သောမင်္ဂလာပြုခြင်းတို့မှာနေပါသောအကျိုးသာရှိသည်သို့သောဓမ္မတရားတော်ကိုကျင့်ဆောင်ခြင်းမှာကား ်များစွာသောအကျိုးရှိသည်ခြေကျုံအစီကံတို့အားကောင်းစွာပြုမူခြင်းအသက်ကြီးရွယ်သူတို့အားလည်းယိုသေးကိုင်းဆိုင်ခြင်းတိရစံတို့အားထောက်ထားညှတာခြင်းယဟန်ပုံနာတို့အားတူတန်းပေးကမ်းခြင်းဤသည်တို့ကဓမ္မတရားတော်ကိုကျင့်ဆောင်ခြင်းမိပေသည်ဓမ္မတရားတော်ကိုကျင့်ဆောင်ခြင်းဖြင့်ဤပိဿုပံဘဝ၌မိမိလူလားချက်ကို မရဈေးကားမူနောင်တမလွန်ဘဝ၌အဆုံးအစမရှိသော ကောင်းကျိုးသည်ဖြစ်ပေါ်ရသည်အကယ်၍ ဤပစ္စုပန်ဘဝ၌မိမိ၏လိုလားချက်ကိုရရှိခဲ့သည်ဆိုလျင်လည်းဤပစ္စုပန်ဘဝ၌လိုလားချက်ကို၎င်းနောင်တမလွန်ဘဝ၌အဆုံးအစမရှိသောအကြောင်းကို၎င်းနှစ်မျိုးစလုံးရရှိသည်မိသည်အာသောကမင်းကြီး၏ကြောက်စာများတွင် ဖော်ပြထားချက်များသည်ပုထုဇဉ်များလိုလားတောင့်တအပ်သောအနှုံးဆန်ထားများဖြစ်ပြီးလက်တွေ့သဘောကိုစောင့်သည် အာသောကမင်းကပုထုဇဉ်ဖြစ်သည် သူ၏ကြောက်စာများတွင်ပစ္စုပန်အကျိုးနှင့် နောင်တမလွန်ဘဝအကျိုးများကိုသာ မျှော်မှန်းထားပြီးတစ္ဆာတရား၄ပါးနှင့်ပတ်သက်သောရည်ညွှန်းချက်လည်းမပါနိဗ္ဗာန်မဖို့ရရှိရေးယဟန္တာအဖြစ်သို့ရောက်ရှိရေးလည်းမပါသည်ကို တွေ့ရသည်အတောကမင်းကြီးမျှော်မှန်းသည်ကဗုဒ္ဓဓမ္မများ၌ဟောကြားထားသောကိုကျင့်သီလများဗျမစိုးတရားများကိုသူဤတိုင်းသူပြည်သားများလိုက်နာကျင့်ကြံရေးပင်ဖြစ်သည်တိုင်းသူပြည်သားများသည်သဒ္ဓါသီလများကိုကျင့်ကြံအားထုတ်ကြပြီးလျှင် ကုသိုလ်ကောင်းမှုများကိုပြုလုပ်ကြရန်ထို့သို့ပြုလုပ်ခြင်းဖြင့်နောင်တမလွန်ဘဝ၌ကောင်းကျိုးချမ်းသာကိုခံစားကြရန်ကိုသူရည်ထားကြောင်းတွေ့ရသည်ပုထုဇဉ်ပြီးပြီးလောကီတာဝန်ရှိနေသူဖြစ်ရကဘဝတံပတ္တိဘောဂတံပတ္တိအလိုရှိကြောင်းတွေ့ရသည်သူသည်ယဟန်မဟုတ် ပုထုဇဉ်သာမန်လူသားသာဖြစ်သည်သူမှာသူ၏နိုင်ငံသူနိုင်ငံသားပုထုဇဉ်လူသားများဘဝကောင်းစားရေးအတွက်တာဝန်ရှိသည်ဟုခံယူထားသူဖြစ်ဟန်သူသည် သူသည်နိဗ္ဗာန်ကိုမတောင်းတဘဲဘဝကောင်းစားရေးကိုသာတောင်းတခဲ့ခြင်းဖြစ်ဟန်သူသည်သူ့နိုင်ငံနှင့်သူ့နိုင်ငံသားများပြည့်စုံပန်းဘဝမှာလဲကြီးပွားကောင်းစားစေခြင်းသည် အချင်းချင်းညီညွတ်ကြစေခြင်းသည်မင်းမရှိရမရှိအန္တရာယ်မရှိဘဲအချင်းချင်းမေတ္တာထား၍အချင်းချင်းတမိုးထားလေးစား၍ဆက်ဆံပေါင်းသင်းကြစေခြင်းသည်ထို့သောအချင်းချင်းယုတ်သေးလေးစားမေတ္တာထားတမိုးထား၍ဆက်ဆံလာကြရေးတွင်ဘုရားဓမ္မများသည် များစွာအထောက်ကူပြုသည်ဟုယုံကြည်ထားကြောင်းထင်ရှားသည် အသောကမင်းကြီးလက်ထက်တွင် လောကီအာယုံကာမဂုဏ်၅ပါးကိုစွန့်သောယဟန်မပြုဘဲနိဗ္ဗာန်မဖို့မရနိုင်ဟုသောအယူဆထုံးကားနေဟန်သူသည်လူ့ဝိကြောင်းဖြင့်အရဟတ်တဖိုမတ်ဖိုတို့ရောက်တော်သူသည်လည်းဤသာသနာတော်၌အလွန်ရှားသည်လေအမှန်ပင်ဖြစ်သည် သူ၏ကြောက်စာများတွင်ဖော်ပြထားသောကိုကျင်တရားဆိုင်ရာနှိုးစော်ချက်များကို အကျိုးတရားမှုရှိစေရန်အတွက်အာတော့ကမင်းကြီးသည် တိုင်းပြည်အုပ်ချုပ်ရေးတွင်အစဉ်စဉ်တာဝန်ယူထားကြရသော နေမြေအုပ်ချုပ်ရေးမှုများကို နိုင်ငံသူနိုင်ငံသားများအားဗုဒ္ဓ၏ဓမ္မများကိုဟောပြောတင်ကြားစေသည်နေမြေအုပ်ချုပ်သူများတရားနှင့်အညီကျင့်မကျင့်ကို တိုင်းသူပြည်သားများက ကြည်မှတ်ကြည့်ရှုရန်အတွက်ကိုယ်ကိုယ်အဖွဲ့များကိုလည်းဖွဲ့စည်းပေးထားသည်အမျိုးသမီးများအကျင့်မပြတ်ကြစေရန်အတွက်လည်း အမျိုးသမီးကြီးကြပ်ကုတ်ကိအဖွဲ့များကိုဖွဲ့စည်းပေးထားသည်ဤအဖွဲ့ထူတာဝန်ရှိအမှုတန်းအရာတန်းများကိုနိုင်ငံတော်အနှံ့များဒေသများသို့ဆေလွတ်သည်အလုံးဝေးလံခေါင်တည်သော အရက်ဒေသများသို့ပင် ရောက်အောင်ဆေလွတ်တော်မူခဲ့သည်ထို့အပြင်အာတော်ကမင်းကြီးသည်ဗုဒ္ဓဘာသာကိုစနစ်တကျဖွဲ့စည်းထားသော ဘာသာကိုးကွယ်မှုတစ်ခုအဖြစ်လွန်စွာစိတ်ဝင်စားသူဖြစ်သည် သူသည်ဗုဒ္ဓမြတ်ဖျားကိုလည်းအလွန်ကြည်ညိုသူဖြစ်သည် ထို့ကြောင့်သူသည်ဗုဒ္ဓမြတ်စွာဘုရားသတ္တောထင်ရှားဘုရားအဖြစ်ပွင့်တော်မူရာဌာနများသို့ကိုယ်တိုင်ပူးမြော်ရန်ကြွရောက်ခဲ့သည် သူသည်ဘုရားပွင့်တော်မူရာအိန္ဒိယနိုင်ငံတွင်ဗုဒ္ဓဘာသာသည်ကွဲပြားခြားနားမှုများဖြင့်အားနည်းလာသည့်အဖြစ်ကို သိမြင်လေသည်ထို့အခါသူသည်တန်ငါအဖွဲ့အစည်းများကို ပြန်လည်ပြုပြင်ရန် သာသနာတော်တန်ရှင်းတည်တံ့ပြန်ပွားရေးအတွက် တတရသံဃာယနာပွဲသဘင်ကိုကျင်းပပြုလုပ်ပေးခဲ့သည်အေးအကြီးဆုံးမှာဗုဒ္ဓဘာသာကိုကမ္ဘာဘာသာကြီးတစ်ခုအဖြစ်ရောက်အောင်သူသည်ရဲရင်စွာ ပြုလုပ်ဆောင်ရွက်ခဲ့သည် အာတော့ကမင်းကြီးကိုဗုဒ္ဓဘာသာကိုဒုတိယတီထောင်သူအဖြစ်ပြင်သဘောထားကြရလေသည်အမေကြောင့်ဆိုသော သူသည်ဗုဒ္ဓဘာသာကိုကမ္ဘာကသိမြင်အောင် ပြုလုပ်ခဲ့သောကြောင့်ဖြစ်သည်သူသည်ဗုဒ္ဓဘာသာကိုအိန္ဒိယနိုင်ငံနယ်နိမိတ်ကိုကျော်လွန်၍ ပြန်ပွားအောင်ဆောင်ရွက်တော်မူခဲ့သည်အိန္ဒိယနိုင်ငံပြန်ဘက်ရှိကိုတိုင်ကိုဌာနသို့သာနာပြုအဖွဲ့များတန်အဖွဲ့များဆင်လို့၍ရဝေးရက်နီးနိုင်ငံအသီးသီးသို့ဗုဒ္ဓဘာသာရောက်ရှိသွားအောင်ဆောင်ရွက်တော်မူခဲ့သည်သူ၏အထောက်တော်များသည်ဆီးရီးယားသို့၎င်းအီဂျစ်သို့၎င်းဂရိနိုင်ငံသို့လည်းရောက်ခဲ့သည်သူ၏သားတော်အရှင်မဟိန္ဒဦးစီးသော သာနာပြုအဖွဲ့တစ်ဖွဲ့သည်ဇီရီလင်္ကာနိုင်ငံဖိုစင်ကတီဟိုနိုင်ငံသို့ရောက်ရှိခဲ့လေသည် ဤကဗုဒ္ဓသာသနာတော်ကြီးထူးကဲစွာကျေပြန့်သွားခဲ့တဲ့အကြောင်းရင်းဖြစ်သည်။ဖုံမြလောက်ဤသာသနာတော်ကြီးကျေပြန့်သွားလိမ့်မည်ဟုအာသောကမင်းကြီးကိုယ်တိုင်ပင်ကြိုတင်ညွှန်မှန်းထားခြင်းမရှိခဲ့ပြီ။နားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးဘုရားသာသနာပြန်ပေါ်သွားခြင်းအကြောင်းများကို ပေါ်ပြပေးတော့မှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ